မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရောင်းမယ်မလေးရှားနိုင်ငံမှာယနေ့စတင်မဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြမရေးကထိတ်တန့်ကိစ္စအဖြစ်ပါဝင်နေပြီးစကောင်းဆောင်မင်းအောင်လှိုင်တရားခွင့်ဆက်လက်ပိတ်ပင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ယနေ့စတင်မဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြမအရေးကထိပ်တန်းဖြစ်ပါဝင်ပြီးစစ်ကောင်စီဘက်မှစစ်ကောင်ဆောင်မင်းအောင်လှိုင်တက်ရောက်ခွင့်ကိုဆက်လက်ပိတ်ပင်ကစစ်တပ်ရဲ့အစစ်နှိမ်ကိုယ်စားလှယ်တက်ရောက်မည်ဖြစ်ကြောင်းမလေးရှားမှလာသောသတင်းများအရသိရှိရပါသည်မလေးရှားနိုင်ငံတွင်ယနေ့တနင်္လာနေ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်မှာဖြစ်ပြီးဒေသတွင်နှင့်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များဆွေးနွေးကြမည်ဖြစ်ကြောင်းထိပ်သီးအစည်းအဝေးတွင်ဆွေးနွေးမည့်အကြောင်းအရာများတွင်အမေရိကန်ရဲ့တုံ့ပြန်သောအကောက် ခွန်မြမရေးနဲ့တောင်တရုတ်ထဲပင်လယ်ရှိရေပိုင်နဲ့အငင်းပွားမှုများကိုဆွေးနွေးမြင်ဖြဲကြောင်းမြမရေးကလည်းထိတ်တန့်ဦးစားပေးဖြင့်ပါဝင်ကြောင်းသိရှိရပါသည် ပါဝင်နိုင်မှုနဲ့ရေရှည်တည်ထောင်ခံရရဲ့ခေါင်းစဉ်ဖြင့်နှစ်ရက်ကြာပြုလုပ်မည့်အာဆီယံထိပ်သီဆွေးနွေးပွဲတွင်အဖွဲ့ဝင်ဆယ်နိုင်ငံကစီဝိုင်းပူးပေါင်းဆောင်ရွက်မှုလုံခြုံရေးနဲ့ရေရှည်တည်ထောင်သောဖွံ့ဖြိုးတိုးတက်မှုအပါအဝင်ဒေသတွင်အရေးကိစ္စများကိုဆွေးနွေးမှာဖြစ်ကြောင်းထိပ်သီအစည်းအဝေးရဲ့အလဲကျတဘာပတိအဖြစ်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကထိပ်သီအစည်းအဝေးကိုဥက္ကဋ္ဌဖြစ်ဆောင်ရွက်မှာဖြစ်ပါသည်။ ထိပ်သီးအစည်းအဝေးပွဲမတိုင်မီအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နွာကအာဆီယံအဖွဲ့အတွင်ပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ရန်ဒေတာရင်းစည်းဝါးအကျိုးစီးပွားများမြင့်တင်ရန်နဲ့ယင်းနှိမ့်မြုံနှံ့မှုဆိုင်ရာအစပြုမှုများကိုမြင့်တင်ရန်အဓိကထားလှုံ့ဆော်သွားမှာဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုလိုက်ပါတယ်အာဆီယံအနေနဲ့၎င်းရဲ့ငွေကြေးရမုံငွေကိုတည်ဆောက်ရန်နဲ့ဒေသရင်းဗန္ဒာယင်းလုံခြုံရေးကိုတိုးမြှင့်ရန်အစီအစဉ်များအောက်ပါထည့်သွင်းဆွေးနွေးမှာဖြစ်ကြောင်းသိရှိရပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်၍လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရင်းနဲ့ပဏိပခဖြစ်နေသောသက်ဆိုင်သူများအကြားစေစက်ညီနိုင်ရေးကိစ္စရံများမြန်မာနိုင်ငံဆိုင်ရာအာဆီယံသဘောတူညီချက်၅ချက်ကိုအကောင့်ထယ်ဖော်ရင်းညီနိုင်ဆွေးနွေးမှုများပါဝင်မည်ဖြစ်ကြောင်းသိရှိရပါသည်။အာဆီယံထိပ်သီးအစည်းအဝေးသို့စစ်ကောင်စီရဲ့နိုင်ငံကြ合いဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်အောင်ကြုံမှုဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ကတက်ရောက်မှဖြစ်ကြောင်းသိရပါသည်။မြန်မာရေးဆွေးနွေးမှုများတွင်အကြံပတ်မှုရတန်ရေးအလုံးပါဝင်နိုင်သည့်ဆွေးနွေးမှုများစတင်ခြင်းနှင့် သားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခြင်းတွင်မြေသားထင်သာရှိသောတိုးတက်မှုမရှိခြင်းပေါ်လက်ရှိထိတွေ့ဆက်ဆံမှုပေါင်းရဲ့ထိရောက်မှုနဲ့ကန့်သတ်ချက်များကိုအာယုံဆိုင်ဖွဲ့ရှိတယ်လို့သတင်းများကဆိုပါရယ်ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဝိဆိုရာနောက်ဘဝမကူ ပြကြပြီမီးလောင်ပြက်စီသွားတဲ့ရဟန်းရင်ထဲမှာမီးလောင်ကျွမ်းပြီးအပိုင်းပိုင်းကျိုးကျနေတဲ့အလောင်းဆက်ရှင်လောင်းတွေတဲ့အလောင်းတွေကမီးလောင်ပြီးမီးသီးတုံးလို ဖြစ်နေတော့ဘယ်သူဘယ်ဝါရီမှမသိရပေမဲ့စစ်တပ်အတွင်းသတင်းရဖြူဟာမူးအပါအဝင်မိသားစုနဲ့တွေ့ဖို့နောက်တန်းပြန်အိမ်ပြန်ကြတဲ့သူတွေဖြစ်တဲ့ပြန်လာတော့မှမလို့အိမ်မှာမိန်းမနဲ့ကလေးတွေအားမျှော်နေကြတဲ့အခုတော့မီးသီးတုံးတွေဖြစ်သွားပြီးသူတို့အားလုံးကတရားရပြီးအထဲမှာပိတ်မိပြီးအရှင်လက်လက်မီးလောင်ပြီးသေတာဖြစ်တဲ့ຫນွေဦးတော်လှန်ရင်အစားကရက်ွက်တဲမှာကင်းဆောင်နေတဲ့လူငယ်လေးတွေကိုနှိမ့်ဆက်ကျိုးနေ ဲ့တုတ်ပြီးတော့မိရှို့တက်ခဲတာလူငယ်လေးတွေမိသွေးတုံးလိုလောင်ကျွမ်းသေဆုံးခဲ့ရတာကိုမှတ်မိကြအောင်ပါပါအဖမ်းခံရတဲ့ရောဂါကွယ်ရေးတပ် PDF လူငယ်လေး၂ယောက်ကိုတစ်ပင်မှာတွဲလောင်းချိတ်ပြီးတော့မိရှို့တက်တာရွာတွေကိုဝင်ရွာတွေကိုမိရှို့မပြေးနိုင်တဲ့အဖိုးဖွားတွေကိုအိမ်နေထဲမှာပိတ်ပြီးတော့မိရှို့ခဲ့တာကိုမှတ်မိကြအောင်ပါပါနေဦးတော်လည်းအစားဒီဇင်ဘာ9ရက်နေ့မနက်ကသခိုင်းတိုင်းစားလင်းကြီးမြို့နယ်ဒုံတော်ကျင်းရွာကိုစစ်ကောင်စီတပ်ကဝင်ပြီးတော့ရွာသား၁၂ဦးကိုအစုလိုက်အပြုံလိုက်မိရှို့တက်ပြခဲ့တဲ့အဲ့ဒီထဲမှာဆလေးနဲ့အရွယ်ကလေး တက်ဦး၁၉နှစ်အရွယ်ကလေးလေးဦး၁၉နှစ်အရွယ်လူငယ်လေးတက်ဦးအသက်၂၀အရွယ်လူငယ်၃ဦးအသက်၃၀အရွယ်တက်ဦး၄၀အရွယ်တက်ဦးတို့အသက်ခံကြရတာဖြစ်တဲ့၂၀၂၁ခုနှစ်ဒီဇင်ဘာ၂၄ရက်နေ့ကကီနီဖရူဆိုမျိုးကမိုးဆိုချင်းရွာမှာစစ်တပ်ခြေရန်ကဝင်းနေနှုတ်ပါဝင် ပြည်သူ၃၅ဦးကိုအရှင်လက်လက်မိရှို့ပြီးတော့တတ်ခဲ့တဲ့၂၀၂၂ခုနှစ်ဇန်နဝါရီလ၁၄ရက်နေ့ကဘူးတက်လင်မောင်ထောင်ကြီးရွာကစစ်ပင်းဆောင်ရွာသားကိုညင်ညင်လွင်ကိုအရှင်လက်လက်မိရှို့ပြီးတော့တတ်ခဲ့တဲ့၂၀၂၂ 2022ခုနှစ်ဇွန်လ3ရက်နေ့မှာကံကောညောင်လဲရွာမှာပြည်သူ၆ကိုဖမ်းဆီးပြီး9ဦးကိုလက်ပြန်ကျုပ်တုပ်ပြီးတော့အရှင်လက်လက်မီးရှို့တက်ခဲ့တယ်။2022ခုနှစ်ဇွန်လ10ရက်နေ့ကမကွေးတိုင်းရေစကြိုမြို့နယ်မှာစီရီယန်ကျောင်းဆရာကြီးဦးဝင်းကျော်အထက်တန်းသူနာပြုဆရာမလေးမတ်စာလီနိုင်ထားဖို့ရဲဘော်မလေးမတ်သက်အီအီဝင်းကိုဝင်9လရှိနေတဲ့စီရီယန်ကျောင်းဆရာမလေးမတ်ခင်နေဝင်းနဲ့ရဲဘော်ဝူခုံတို့9ဦးကိုအရှင်လက်လက်မီးရှို့တက်ပြတ်ခဲ့ကြတယ်။2022ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာချင်းပြည်နယ်မင်း င်းတပ်ကပလုံတွင်ရွာသား6ဦးကိုအရှင်လက်လက်မိရှို့တက်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကမကွေးတိုင်းကန်ကောင်မြို့နယ်မြောက်ခင်ရန်ရွာရွာမြောက်ဖက်အထွက်ဆေးရုံရှိကကုတ်ကုတ်ဘေးမှာ WDF ရဲဘော်2ဦးရဲဘော်ဖိုးတီနဲ့ရဲဘော်သားထောင်လုံး2ဦးကိုနှိပ်စက်ပြီးတော့အရှင်လက်လက်မိရှို့တက်ဖြတ်ခဲ့တဲ့နှိပ်စက်ပြီးတော့မိရှို့တက်တာကဗီဒီယိုရိုက်ထားခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလကနေ2025ခုနှစ်မတ်လအတွင်မှာပြည်သူ52ဦးကိုအရှင်လက်လက်မိရှို့တက်ခဲ့တဲ့ဒါကတော့မမီတလ ောက်ရေးပြထားတာမှာခမရတို့မှတ်မိရရရှင်လဲကိုမတ်မှာရှိပေးပါဒီပြစ်မဲ့ပြည်သူတွေကိုလူမဆန်တဲ့နှီးနဲ့နှိမ့်ဆက်တဲ့အရှင်လက်လက်မီရှို့တတ်တဲ့အဲ့ဒီလူငယ်လေးတွေမသေးခင်ဘလောက်တောင်မှခံစားကြရမလဲဆိုတာတွေးကြည့်ပါအခုရဟရင်ထဲမှာပြေးစရာမရှိပဲအရှင်လက်လက်မီးလောင်သေးဆုံးကြတာသူတို့ပြုတဲ့ပဲ့တင်တန်တွေပါကိုတိုင်းမကျူးလွန်ငယ်လဲကျူးလွန်နေသူကိုထောက်ခံအားပေးကူညီတာကကျူးလွန်တာနဲ့အတူတူမှာဝိဆိုတာနောက်ဘဝမကူပါဘူးနောက်လူတွေရဲ့အလဲလဲလောင်းမှာပါ ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အင်းနဲ့ပီဒီအမ်များဝင်ရောက်လာမယ်လို့ဆိုကအင်ကပူမျိုးနယ်နဲ့ဖိုးကလေးမျိုးနယ်တို့တွင်စစ်တပ်ကစစ်သားတပ်များအကြီးအကျယ်စုဆောင်းပြီးစစ်တပ်နှံများနဲ့ရပ်တို့ပြေကပ်မှုတင်နှံများဇက်တိုက်ပေးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ အရာရီတိုင်းတွင်အင်းနဲ့ PDM များဝင်ရောက်လာမည်ဟုဆိုကာအင်ကပူမျိုးနယ်နဲ့ဘိုကလင်းမျိုးနယ်တို့တွင်စစ်တပ်ကစစ်သားတင်များအကြီးကျယ်စုဆောင်ပြီးစစ်တပ်များစတိုက်ပေးနေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုပါရယ်အင်းနဲ့ PDM များဝင်ရောက်လာ၍လေးမျက်နှာမျိုးနယ်တွင်တိုက်ပွဲများဖြစ်ပွားပြီးနောက်အင်ကပူမျိုးနယ်မဲစလီကုန်းမျိုးကွင်းကောက်တို့တွင်စစ်သားများအကြီးကျယ်စုဆောင်နေပြီးပြည်သူစစ်တပ်များပို့ချလျက်ရှိကြောင်းကျေးရွာများတွင်နေစဉ်လူငယ်များစတိုက်ဖမ်းဆီးခံနေရကြောင်းတပ်သားတင်များစုဆောင်ရာတွင်စစ်တပ်က ဒါရိုက်ဖမ်းဆီးခြင်းရှိတဲ့ကဲ့သို့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ပြူစောတီများဖမ်းဆီးပို့ဆောင်မှုများရှိနေကြောင်းသိရပါဗျာ။ အင်ကပူမျိုးနယ်တွင်အတိကအားဖြင့်အမှန်ငါတက်မတော်တမ်းမြင့်လေးကျင်ရေးကြောင့်တာကကငါတွင်စစ်မှုရန်တပ်သားတများကိုအတိကစုဆောင်နေခြင်းဖြစ်ပြီးအဆိုမှာတာကကငါမှစစ်မှုရန်တပ်သားများမှအေနှင့်ပြည်ရများကိုအတိကခုခံမဲ့တပ်သားတများထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်းသိရပါသည်တာကကငါတော့အင်ကပူမျိုးနဲ့မှာရှိတဲ့မဲဆလီကုံမျိုးကွင်းကောက်ဒေတာလူငယ်တွေအကုန်လုံးမှာပဲပေါ်တာဆွဲပြီးအရင်မှာစီးရင်လေ့ကျင့်ပြီးတာရက်တူပဲနောက်ပြီးတော့မဲဆလီကုံမျိုးမှာလည်းရက်တူပြည့်ကတ်မှုသင်တန်းနေပေးနေတယ်ကွင်းကောက်ဘက်ရွာတွေမှာလည်းနေတိုင်း လူငယ်တွေပေါ်တာဆွဲခံနေရတာဖြစ်နေတယ်။ဘယ်လူငယ်မှရွာမှာမနေရဘူး။ညာအိတ်လို့ရှိရင်တော်ရဲကိုသွားအရာတယ်။စစ်တပ်ကဝင်ပြီးတော့ခဏခဏပေါ်တာဆွဲနေလို့ဟုဒေသပြည်သူတို့ကပြောဆိုပါရတယ်။ ထို့ပြင်အင်ကပူမျိုးနဲ့ကွင်းကောက်ဒေသနွားကြံကြီးရွာအုပ်စုတွင်စစ်တပ်တရင်ပေတင်းစောတက်ကြက်တင်းထုံရဲ့မိမတင်းတင်းမို့မိနီတို့ကစစ်တပ်အတွက်စစ်သားတဲ့စုဆောင်ပေးခြင်းနဲ့စစ်မှုရန်အကြောင်းဝင်တဲ့လူငယ်များတွေ့ရှိပါကတာကကငါထံသူဖုန်းဆက်ကဖမ်းဆီးခိုင်းကြောင်းစစ်တပ်ကတရင်ပေနဲ့အမာခံများကိုလှော့ကစစ်သားတဲ့များဖမ်းဆီးခိုင်းခြင်းနဲ့တရင်ပေခိုင်းခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။အင်ကပူမျိုးနဲ့ကရက်ရွာသားတအူနွားကြံအုပ်စုကုန်းတောင်နေရွာဘက်မှငါသွားရှာရင်တရင်ပေတွေက ဖုန်းဆက်ပြီးတော့ဖမ်းခိုင်းလို့တာကက ကဝင်းဖန်းနဲ့အဓိကစစ်မှုရန်ရှာတာမေလ22ရက်နေ့ကလည်းခီးသွားလူငယ်တွေတွေ့လို့တာကကငားနေပြီးတော့ဝင်းဖန်းနဲ့လူငယ်တို့တာကကငားရဲဖမ်းခေါ်သွားတာလို့ဒေသတင်ရှင်မြေကပြောဆိုပါရယ်အလားတူအယောက်ရီတိုင်းဘိုကလင်းမြို့နယ်ကျွန်းညူကြီးကျွန်းဒေသတွင်လည်းယခုမေလအတွင်းစစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပေါ်နေကြောင်းအယောက်ရီတိုင်းတွင်နဲ့အင်ကပူမြို့နယ်ဘက်တွင်ခန်းစစ်ပြင်အတွက်ဥဆိုကစစ်တပ်ကလူငယ်များကိုဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲနေခြင်းဖြစ်ကြောင်းသိရပါရယ်ဘိုကလေးဘက်မှစစ်တပ်ကလူငယ်တွေကိုနေရောညပါလိုက်ပြီး ီးတော့ဖမ်းဆီးနေတာတချို့ဆိုရင်ထွက်ပြေးရင်းနဲ့အဆက်အသွယ်ပါမရတော့ဘူးတင်လားရှင်လားလည်းမသိဘူးထွက်ပြေးသူတွေရဲ့မိဘတွေကိုလည်းအကြောင်းမျိုးမျိုးနဲ့ပြန်ခေါ်ပေးဖို့စစ်တပ်ကအကြက်ကိုင်းနေအခုကလေယာဉ်မြေလုဖို့မိုးရင်းကာလလေလုံးမဲ့သူတော်မရှိတော့တဲ့အထိရွာဘက်တွေမှာအခြေအနေတွေဆိုးနေတာတက္ကပြောတာကအေရီတိုင်းကိုအေရီတိုင်းကလူတွေနဲ့ပဲပြန်ပြီးတော့ကာကွယ်ဖို့လုပ်ရမယ်ဆိုပြီးလူငယ်တွေလိုက်ဖမ်းနေတာလို့ဘိုးကလေးမျိုးနဲ့ကျုံညိုကြီးကျုံမှပြည်သူတို့ကပြောဆိုထားပါတယ်အေအူးဆောင်သောတော်လိုင်းတက်များကလေးမျက်နှာမျိုးနဲ့အတွင်းရောက်ရှိနေသောစစ်ကောင်စီတပ်စခန်းတချို့ကိုတိုက် ခိုက်သိမ်းပိုက်မှုများကိုယခုနှစ်ဆမိုင်းလှုပ်ဆောင်ခဲ့ကြကြောင်းအေကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။